ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီများတွေ့ဆုံပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမမှာကျင်းပခဲ့ရာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတန်းစိုးကအမှားစကားပြောကြားရမှာရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပသွားမှာဖြစ်ရာအပိုင်း၁ကျင်းပပြုလုပ်မဲ့နေရည်နဲ့မြို့နယ်များကိုကြေညာပြီးဖြစ်၍ဆက်လက်ကျင်းပမဲ့အပိုင်းလိုက်နေရည်များကိုလည်းထုတ်ပြန်ပေးသွားမှာဖြစ်ပါကြောင်း ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီများအားလုံးဝင်ရောက်ရှင်ပြိုင်စည်းလူတော်တဲ့ဥပဒေနဲ့ညီညွတ်မှသာဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမှာဖြစ်ပါကြောင်းနိုင်ငံရေးပါတီများအနေနဲ့လုပ်ငန်းများဆောင်ရွက်ရမှာပုံမှုလွယ်ကူစေဖို့အတွက်တတ်မှတ်ကာလအတွင်းတင်ပြရမယ်ပါတီဝင်အင်အားဖွင့်လှစ်ရမယ်ပါတီရုံးငန်းအရေးအတွက်များကိုပြင်ဆင်ဖြေလျှော့ပေးခဲ့တော်လဲမတွင်သွင်းနိုင်သည့်ပါတီ၄ပါတီကိုဖျက်သိမ်းခဲ့ရပါကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စင်းတင်သွင်းခြင်းနဲ့ဆက်လင်းပြီးရက်တိုးမြင့်တတ်မှတ်ပေးနိုင်ရေးနိုင်ငံပါတီများမှတောင်းဆိုခြင်းများရှိခဲ့ပါကြောင်း ကိုယ်စားလှယ်လောင်းတင်သွင်းရမယ့်နောက်ဆုံးနေ့ရက်နဲ့ကိုယ်စားလှယ်လောင်းအရေးအတွက်ကိုလည်းပြင်ဆင်တတ်မှတ်ပေးခဲ့ပါကြောင်းနိုင်ငံပါတီများအနေနဲ့ PR မဲဆန္ဒနယ်များအတွက်ဦးစားပေးအစီအစဉ်အတိုင်းဖော်ပြထားသည့်ကိုယ်စားလှယ်လောင်းအမည်စင်းကိုနိုဝင်ဘာလ30ရက်မှတိုင်မီကော်မရှင်သို့ပေးပို့နိုင်ရေးအကြောင်းကြားပြီးဖြစ်၍ထပ်မံအသိပေးပြောကြားလိုကြောင်း ပထမအကြိမ်မဲစင်ကထားကျညာခြင်းကိုဆောင်ရွက်လျက်ရှိပါကြောင်းမဲစင်ပြုစုရာမှာဥပဒေနေဥပဒေများနဲ့အညီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ရောင်းဝင်ကြီးဌာနတို့မှရရှိသည့်စည်ရင်းအပေါ်မှာအခြေခံပြီးဆော့ဝဲများအသုံးပြုတိုက်ဆိုင်စစ်ဆေးပြုစုခြင်းဖြစ်ပါကြောင်းမဲဇင်းနဲ့ဆက်လင်းပြီးကြီးညာချက်နှိုးဆော်ချက်များအချိန်နဲ့တပြင်းကြီးထုတ်ပြန်ဆောင်ရွက်ထားပါကြောင်း ယာယီနေရစွန့်ခွာသူများမဲပေးနိုင်ရေးအတွက်ရောက်ရှိနေရာမှာမဲပေးနိုင်ရေးနဲ့မူလနေရသို့ကျူတင်မဲပေးနိုင်ရေးနီးလန်းနှမျိုးဖြင့်စောင့်ရွက်ပေးလျက်ရှိပါကြောင်းရွေးကောက်ပွဲမကျင်းပနိုင်တဲ့56မြို့နယ်ရှိမဲဆန္ဒရှင်များအနေနဲ့ကြားပြတ်ရွေးကောက်ပွဲကျင်းပချိန်မှာမဲပေးနိုင်မှာဖြစ်ပါကြောင်းဒုတိယကြိမ်မဲစရင်ကတ်ထားကျင်ညာခြင်းမပြုမီစီစစ်နိုင်ရေးနိုင်ငံရေးပါတီများတို့ဖိတ်ကြားသွားမှာဖြစ်ပါကြောင်း ရွေးကောက်ပွဲရဲ့အသက်ဟာမဲစင်ဖြစ်တဲ့အတွက်နိုင်ငံရေးပါတီများအနေနဲ့ပူးပေါင်းဆောင်ရွက်ပြီးရန်မြစ်တမ်းရက်ခံလိုပါကြောင်းရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနဲ့မဲစဲစည်းရုံးခြင်းတို့နဲ့ဆက်လင်းပြီးကြေညာချက်ထုတ်ပြန်ပြီးဖြစ်၍နိုင်ငံရေးပါတီများအနေနဲ့ပါတီရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ်စသည်တို့ကိုနိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြောတင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း ရွေးကောက်ပွဲမှာကျင်းပမယ်အပိုင်းတစ်ပိုင်းနဲ့အတွက်မဟုတ်ဘဲရွေးကောက်ပွဲအပိုင်းအလုံးအတွက်အဆိုပါကာလာတွင်မဲဆွယ်စီယုံရင်လုံငန်းများကိုဆောင်ရွက်ရမှာဖြစ်ပါကြောင်းဆောင်ရွက်တဲ့အခါရွေးကောက်ပွဲဥပဒေပုံမှ30ဂါဂျီနေဥပဒေအခန်း30ပါသတ်မှတ်ချက်များရွေးကောက်ပွဲဥပဒေအခန်း73မှာရွေးကောက်ပွဲဆိုင်ရာပြစ်မှုပြစ်ဒဏ်များနဲ့အခန်း74မှာပါတဲ့တရားမဲ့ပြုကျင့်မှုများကို အထူးသတိပြုရန်လိုအပ်မှာဖြစ်ပါကြောင်း သက်ဆိုင်ရာပါတီဝင်များပါတီထောက်ခံသူများကိုလည်းသိရှိအောင်အတိပေးထိန်းကြောင်းရန်လိုအပ်ပါကြောင်းသမတ်ပြဋ္ဌာန်းချက်များကိုဖောက်ဖျက်ကျူးလွန်မှာကသက်ဆိုင်ရာဥပဒေများအရာအေးအေးယူခံရမှာဖြစ်ပါကြောင်းပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ညီဆွန်းခြင်းမရှိစေရတဲ့သတိပြုစီလိုပါကြောင်းလွှတ်တော်၃ရက်မှာဝင်ရောက်ရှင်းပြကြမယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတအုပ်အနေနဲ့ရွေးကောက်ပွဲကုန်ကြစရိတ်ငွေကျပ်သိန်း၁၅၀ တိုင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းတဦးအနေနဲ့ငွေကျပ်300အထိသုံးစွဲခွင့်ရှိပါကြောင်းရွေးကောက်ပွဲကုန်ကျစရိတ်များကိုစနစ်တကျမှန်ကန်စွာစရင်ပြုစုရေးသွင်းထားပြီးသတ်မှတ်ရအတွင်းသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှတင်သွင်းရမှာဖြစ်ပါကြောင်းသတ်မှတ်ထားသည့်ရက်အတွင်းမတင်သွင်းပါက ခုံအဖွဲဖွဲ့၏စစ်ဆေးပြီးအရေးချင်းပြက်ရင်းသူအဖြစ်ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါ၍ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို အချိန်မီတင်သွင်းကြရန်မှာကြားလိုပါကြောင်း ရွေးကောက်ပွဲဆိုသည်မှာကော်မရှင်တစ်ခုတည်းဖြင့်ဆောင်ရွက်မရပါကြောင်းရွေးကောက်ပွဲမှာပါဝင်ရှင်ပြန်ကြမယ်နိုင်ငံရေးပါတီများနဲ့မဲဆန္ဒရှင်ပြည်သူများအနေနဲ့သက်ဆိုင်ရာကဏ္ဍအလိုက်ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှာသာလွတ်လပ်ပြီးတရားမျှတတဲ့အောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်မှာဖြစ်ပါကြောင်းဖြင့်ပြောကြားခဲ့ပါတယ် ဆက်လက်ပြီးခန္ဓာကိုယ်တရားလာကြတဲ့နိုင်ငံရေးပါတီများမှတောင်းရှိသူများကရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနိုင်ငံရေးပါတီဆိုင်ရာကိစ္စရပ်များနဲ့ဆက်လက်ပြီးဆွေးနွေးတင်ပြကြပြီးတင်ပြချက်များအပေါ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များပြည်ထောင်ဝင်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့လူမှုကြီးကြပ်ရေးနဲ့ပြည်တွင်းရောင်းဝင်ကြီးဌာနတောင်းရှိသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကလိုအပ်တာများဖြည့်ဆွတ်မှာကြကညီကုန်းချုပ်အမှားစကားပြောကြခဲ့ပြီးအခမ်းအနားသို့နိုင်ငံရေးပါတီ58ပါတီမှဥက္ကဋ္ဌများခေါင်းဆောင်များနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်ခင်ဗျာ။